မလုံးမင်္ဂလာပါညီကိုရိုးရေဒီနေ့မှာတော့ကျွန်တော်ကဘောလုံးပွဲ၅ပွဲရွေးချယ်ထားတယ်ပေါ့နော်ဒီပွဲစဉ်တွေကတော့တောက်ကြညမှာကမ္ဘာပွဲစဉ်တွေဖြစ်ပါတယ်ကျွန်တော်တူတကီစူပါလိဂ်ကပွဲစဉ်၅ပွဲပေါ့နော်ပြီးရင်အင်္ဂလန်ရှဖီနာကိုဝင်ထရီပြင်တက်ကာဆွတ်ဘော့နဲ့လိုင်းယုံပေါ့နော်ဂျာမနီကတော့လီဗာကူစင်နဘိုချွန်းတို့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်ကွန်ယာစပေါ်နဲ့ဂါဇီအန်တက်ပေါ့နော်ဒီပွဲစဉ်ကိုအင်္ဂလန်ပွဲချိုတုံးထပ်ပေးခြင်းတယ်ပေါ့နော် အင်ရှင်အသင်းကတော့ level 60ရှုံးပေးထားတာဂိုးပေါင်းနှလုံး90ရှုံးဒါတွေကတော့စတင်ကြီးတွေဖြစ်တယ်ပေါ့နော်ဇယားအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်အသင်းကအဆင့်73မှာရှိတယ်ဂါဇီအန်တက်ကတော့အဆင့်6မှာရှိတယ်ပေါ့နော်ဒီနေ့အသင်းက9မှာကွာတယ်လက်ရှိကျွန်တော်တို့ short ထားတဲ့နောက်ဆုံး၅ဘွဲကိုလက်ရှိကာရာဖောင်ကိုကြည့်မယ်ဆိုရင်ကိုရန်စပေါ်ရဲ့လက်ရှိကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့9ဘွဲနိုင် တပွဲသေးရင်ပွဲရှုံးထားတယ်ပေါ့နော်ဒီအသွင်းကတော်တော်လေးကိုအောက်ကိုဦးတည်နေတာမျိုးတွေ့ရတယ်ပေါ့နော်ခန်းစက်ပိုင်းမှာလည်းဂူကတော်တော်လေးလုံးချောင်းအောင်ဆော့တာလည်းတွေ့ရတယ်ပေါ့နော်နိုင်လည်း10ပဲဗျာရှုံးလည်း10ပဲဗျာအဲ့လိုမျိုးတဘောမျိုးပေါ့ဗျာနော်ခန်းစက်ကိုတော်တော်လေးဦးစားပေးတာတွေ့ရတယ်ဂူတို့ကိုရရင်အဲဂူနဲ့ပဲပွဲပြည့်အောင်လုပ်တတ်တဲ့ဘောမျိုးပေါ့ဗျာဂျာစီယန်တက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဆော့ထားတဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်၄ဘွဲနိုင်တဲ့ဘွဲရှုံးထားပါတယ် ီမှာသူတို့ကလုံးဝအတက်ပြန်ဆော့တယ်ဗျပေးကူးလည်းပေးထားတယ်ရကူးတွေလည်းအများကြီးရထားတယ်ပေါ့နော်လေးဝဲနိုင်တပွဲရှုံထားတာတွေ့ရတယ်ပေါ့နော်ဒီအတင်းအတက်ပြန်မဆိုးဝဲတိုင်းလိုလိုဂူးတွေတွင်းထားတာတွေ့ရတယ်ပေါ့နော်အတင်းကြီးတယ်တော့သူကရှင်ပြီးဖိုက်နိုင်တဲ့သဘောမျိုးပေါ့နော်ဆိုဒီနဲ့တင်းရကျွန်တော်တို့အရင်တော့ head to head တွေကြီးရမှာဆိုရင် head to head 3ချိန်ရှိရတာတွေ့ရတာပေါ့နော်ကိုရန်စပေါ်တစ်ချိန်နိုင်ထားတယ်တစ်ချိန်ကဂါစီအန်တက်ပြီးကွင်းမှာနိုင်ထားတာပေါ့နော်တစ်ချိန်ကတည်ကြထားတယ်တွေ့ရတယ်ပေါ့နော်အခုကတော့ကျွန်တော်ဒီဗျာ National League တို့ ဒီကားပလန်2026 70ပွဲလို့နေပေါ့နော်တက္ကစားသမားမန်းနိုင်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဘလုံးဘဆော့ပြီးဆိုရင်အရန်ပေါ့နော်ကျွန်တော်အများကြီးမလောင်းသေးခြင်းဘူးဘယ်ပွဲပဲဖြစ်ဖြစ်ဗျာနည်းနည်းလေးတေချာလေးပေါ့နော်ဘူးဆိုင်ပြီးကျွန်တော်ထိုးစေခြင်းနဲ့ပေါ့နော်ညီကိုတို့ပဲဆန်နေအလဟတာမဖြစ်သေးခြင်းပါဒီပွဲစဉ်မှာပေးထားတဲ့နိုင်ဂျီယာနှုန်းကတော့ဗောနောကျွန်တော်တို့ဒီကွန်ရစပေါ်49ရာခိုင်နှုန်းဂါစီအန်တက်က29ရာခိုင်နှုန်းဆိုမှပေးထားတာတော့တွေ့ရတာဗောနောဝိုင်းစဘက်ပေါက်ကြီးတွေကိုတွားချိရမှာဆိုရင်ဝိုင်းစဘက်ပေါက်ကြီးမှာတော့ ျွန်တော် voting to score yes ပေါ့နော်နဲ့တင်းလုံးကိုတွင်းမယ် yes ကိုရိုက်မယ်ဆိုရင်ကျွန်တော်1900မြတ်မယ်ပေါ့နော် no ကိုရိုက်မယ်ဆိုရင်တော့1000လောက်ရင်ကျွန်တော်ဒစလောက်မြတ်မယ်ပေါ့ဗျာဒစပေးထားတယ်ပေါ့နော်မိနစ်60အတော်တော်မှာဖြစ်မဲ့ဂိုးပေါင်းကြီးကိုကြည့်မှာဆိုလို့ရှိရင်တော့နှလုံးနဲ့တောင်းလုံးကြားထဲမှာပေါ့နော်အများဆုံးကနှလုံးနှလုံးနဲ့တောင်းလုံးကြားထဲမှာရပ်သွားမှာဆိုတဲ့သဘောမျိုးပေါ့ပြန်မင်းက90အတော်တွင်းမှာကိုရန်စပေါ်အနည်းဆုံးကျွန်တော်တို့တစ်လုံးတော့ပဲရမှာဆိုတော့ဂျီကိုဖွင့်တာတစ်လုံးပေါ့နော်အများဆုံးတစ်လုံး ဂါစီအန်တက်ကိုကြည့်မယ်ဆိုဂါစီအန်တက်ကလည်းတလုံးတော့ဝယ်ရမှာဆိုတော့ခြေမင်းဖွင့်လာတာပဲရတယ်ပေါ့နော်ပြောချင်တာ1110ပေါ့ဗျာအဲ့ဒီသဘောမျိုးပါပဲအဲ့အကြောင်းမို့လား911တော့ကျွန်တော်နှလုံး60ရှုံပေးထားတာနဲ့တူပါတယ်နော်ပွဲစဉ်မှာတော့ကျွန်တော်တို့ 1S ပဲရမယ်ညီကိုတွေကတော့ over 1.5 goal ဆိုတဲ့အရိုက်ကြည့်စေချင်တယ်ပေါ့နော်အမြတ်ကတော့နည်းမယ်ဒါပေမဲ့ပတ်ဆံကတော့ကျွန်တော်တို့လက်ထဲမှာပဲပေါ့နော်90ရာခိုင်နှုန်းတော့ကျွန်တော်လက်ထဲမှာပါပဲ over 1.5 goal ရိုက်မယ်ဆိုရင် ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်က body မှာဗောနော gazi untap out အင်းကိုခြိုက်တယ်ဗျာဒီအတင်းအတက်ကင်ကိုကျွန်တော်ခြိုက်တယ်ပြီးရင်သူ့ရဲ့လက်ရှိ car phone ကိုခြိလိုက်ရင်တုံးဝက်သက်လဲသူတို့နိုင်ထားတယ်ဗောနော်အဲ့ဒါကြောင့်ကျွန်တော်အဝေးဝင်းအတင်း body ခြိုက်ပါတယ်ခင်ဗျာနောက်တော့ပွဲစဉ်တစ်ပွဲကိုတုံးတက်ရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဘိုဒရမ်နဲ့ဖီနာဘာချီဗောနော်ဒီပွဲစဉ်မှာအဝေးဝင်းအတင်းဖြစ်တဲ့ဖီနာဘာချီကလက်ရှိဖွင့်ထားတဲ့ body ကြီးကတော့တလုံး20ရှုံဘိုးပေါင်းနှလုံး90ရှုံပေါ့ဗျာဒါကတော့ကျွန်တော်ကိုရန်စပေါ်နဲ့ပုံစံလေးတူတယ်ဗောနော်ဘိုးပေါင်းကြီးက ကျွန်တော်တို့ကတစ်ခုကိုရင်းတစ်ခုကတော့ပေးရမယ်ပေါ့ဗျာနော်ဒါဆိုကျွန်တော်ဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်လက်ရှိဘိုဒရမ်ရဲ့ခြေစွမ်းပေါ့နော်နောက်ဆုံးသူဆော့ထားတဲ့6ပွဲဆက်သူတို့မရှုံးထားဘူးဗျာ၄ပွဲနိုင်၅ပွဲတည်ကြထားတယ်ပေးခုတော့တကူးမှမရှိဘူးဗျာဒါပေမဲ့သူဆော့ထားတဲ့အတင်းနေရတော့ပေါ့နော်ကျွန်တော်ဖီနာပါချင်းနဲ့ရှင်မယ်ဆိုရင်တော့အဘောကျွန်တော်ဘယ်လိုပြောလဲအစင်းနဲ့နှိမ့်တဲ့အတင်းနေပေါ့ဗျာဇရာအောက်ကအတင်းနေရဇရာအလယ်လက်ကအတင်းနေလို့ပြောချင်တာပေါ့နော် ဖိနာပါချီမှာတော့ကျွန်တော်တို့ကြည့်ရမှာဆိုလို့ရှိရင်ဖိနာပါချီရဲ့လက်ရှိကာရဟောင်းကြည့်မှာဆိုရင်သူအလုံးမဲ့ရှုံးမဲ့ဆိုတာကျွန်တော်တော်တော်ကြာပြီပေါ့နော်သူရှုံးမဲ့မပြောက်တာစက်နှစ်ပွဲစားလောက်ရှိပြီပြသူတို့ရှုံးမဲ့မကြုံတာပေါ့နော်ဆိုကျွန်တော်ဒီနှစ်တင်းရဲ့ head to head လေးတွေကိုကြည့်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီချိန်မှာရှိရဖိနာပါချီအင်ကွင်းမှာ2-0နဲ့ပထမအကြော့အနိုင်ထားတယ်ပေါ့နော်ဒီပွဲစဉ်နိုင်ဂျီယန်လုံးကတော့ဖီနာဘာချီက89ကြာခိုင်နှုန်းဆိုမှပေးထားတာဗျာ ဒီနောက်ပါချီကစားသမားတွေကတော့တည်တဲ့အတိုင်းပဲကျွန်တော်နာမည်ကြီး player တွေပေါ့နော်ကျွန်တော်အများကြီးရှိတယ်ပေါ့နော်ဒီလိုရှိမှပိုင်ဆိုင်ထားတာပေါ့နော်ဆိုဒီပွဲစဉ်ကကျွန်တော် wins back ပေါ့ကြေးတွေကိုကြည့်ရမယ်ဆိုလို့ရှိရင် wins back မှာ boosting to score yes ကိုရိုက်မယ်ဆိုရင်ကျွန်တော်ကောင်းရင်2000ရမယ်ပေါ့နော်တစားပေါ့ဗျပြီး no ကိုရိုက်မယ်ဆိုရင် no ကတော့နည်းနည်းလေးပြထားတယ်ပေါ့နော် no ရိုက်မယ်ဆို900လောက်ကမြတ်မယ်ပေါ့ဗျာမိနစ်60အတော်တော်မှဖြစ်မှ9000ကျပ်အနည်းဆုံးကျွန်တော်နှလုံးလုံးနဲ့ပြီးမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော် ပြီးမိနစ်60အတော်အတွင်းမှာကျွန်တော်ဘောဒရမ်တင်းတကူရဖို့တော့မှခက်ခဲမယ်ဆိုတဲ့ခြေကိုခွင့်ထားတယ်ပေါ့နော်ပြီးရင်ကျွန်တော်မိနစ်60အတော်အတွင်းမှာဖီနာဘာချီအတင်းအနည်းဆုံးနှလုံးတော့ထည့်မယ်ဆိုတဲ့ခြေခွင့်ထားတယ်2-0ပေါ့ဗျာအရင်ကပထမအကြောနိုင်ခဲ့တဲ့ခြေပုံစံမျိုးပါပဲဒါကူပေါင်းကြီးတွေပဲခွင့်ထားတဲ့ပုံစံမျိုးတွေအဘလိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်နည်းနည်းလေးအရေးဆုံးမှာအရှင်အသင်းဖြစ်တဲ့ဘောဒရမ်ဘော်ဒီခြိုက်တယ်ဗျာ ဘာလို့ရွေးချယ်လဲဆိုဒီအတင်းကအင်ခွဲမှာတော်တော်လေးသူတို့အခုနောက်ပိုင်းတော်တော်လေးကိုဂရုစိုက်ပြီးတော်တော်လေးကောင်းကောင်းလေးဆွတ်ရပါတော့။ပြင်နာပါချီကတော့အတင်းကြီးလည်းဖြစ်တယ်ကျွန်တော်နားလဲပါတယ်နော်။ဒါပေမဲ့အခုချိန်ဒီကိုပေးကိုဆိုတာမရှိသေးဘူးယာ။ဘယ်လောက်ဒီထိန်ဆွတ်နိုင်လဲဆိုတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ဗျာ။ကျွန်တော်ဒီပွဲစဉ်မှာဘိုဒရန်ဘော်ဒီကြိုက်တယ်ဗျာ။ဒါတော့အကူလုံးနဲ့လည်းအချင်းချင်းတူချင်မှတုံးမှာပါနော်။ပြီးလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်မှာ over 1.5ကိုဆိုတာထိုးဖို့အချင်းချင်းပေးခြင်းတယ်ပေါ့နော်။ ကျွန်တော်ကနောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ဂျာမန်ဘွန်ဒက်စ်လီဂါဖြစ်တဲ့လီဗာကူဆင်နဲ့ဘိုချွန်းတို့ပွဲစဉ်ကိုပွဲချုပ်တုံးသက်ပြီးချင်းနေပါတော့ဒီပွဲစဉ်မှာတော့လီဗာကူဆင်ဘော်ဒီကနှလုံး49ငူးပေါင်းက3လုံးကို40ရှုံးဆိုမှဖွင့်ထားတယ်ပေါ့နော်ဒီဗီဒီယိုတွေဟာအားလုံးတရက်ကြိုပြီးလောက်ထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ်နာနေကြီးတယ်ပြောင်းလဲထပ်ဖြစ်နိုင်ပြီးတယ်ပေါ့နော်ဆိုတော့လီဗာကူဆင်ပေါ့နော်ဆရာကြီးရဲ့အသင်းဆရာအနေထားကိုကြည့်ရမှာဆိုရင်လီဗာကူဆင်အဆင့်နဲ့မှရှိမယ် ဟိုချွန်းဟိုတန်းဆင်းဆုံးပေါ့နော်အစင်း16မှာအစင်း16မှာရှိတယ်ရမ်း20ပဲရထားတယ်အသိဖြစ်တယ်ပေါ့နော်အစင်းတန်းတစ်ခုကတအားကွာတယ်ပေါ့နော်လီဗာကူဆင်ကတော့အင်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ပွဲရှုံးထားတယ်ပေါ့နော်ဟိုချွန်းကတော့အဝေးကွင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့6ပွဲတောင်ရှုံးထားတယ်မြန်ပြီးကူလည်း30ရှိတယ်ပေါ့နော်ဒီနှစ်သင်းရပထမအကြော့မှာတော့ကျွန်တော်တော်တော်လေးအံ့ဩဖို့ကောင်းတယ်ပေါ့နော်ဝမ်ဝမ်းဆိုတဲ့ရလာနဲ့ပြီးထားတာတွေ့ရတယ်ပေါ့နော် အခုနောက်ပိုင်းနေမှာအကုန်လုံးသတိတွေထားမိမှထင်တယ်နောက်ပိုင်းနေပေါ့နော်ကျွန်တော်ဒီဘိုချွန်းအတင်းအတင်းကြီးတွေပေါ့နော်ဘိုင်ယန်တို့ဒေါ်မွန်တို့ပေါ့နော်ဒီလိုအတင်းကြီးတွေအကုန်လုံးသူကကြေးအောင်ကန်ထားတယ်လိုက်စစ်တို့ကြည့်ကြည့်လိုက်ပေါ့နော်အခုနောက်ပိုင်းမှာကိုးတွေလည်းပြန်ပြန်တွေးနေတာတွေးရတာပေါ့နော်ကျွန်တော်ဒီဘိုချွန်းနီးပြအောင်တော်တော်လေးကြိုက်တယ်ဗျာဆိုလရှိဒီနေတဲ့ကာရာဖောင်ကိုကြည့်မှဆိုလို့ရှိရင်တော့လီဗာပူးတင်အတင်းကတော့သူစော်ထားတဲ့နောက်ဆုံး၅ဘွဲကိုကြည့်မှဆိုရင်၃ဘွဲနိုင် တဝက်တည်းတဝက်ရှုံထားတယ်ပေါ့နော်ကျွန်တော်ဂိုးအောက်ဆို၃ညင်အောင်ကြာထားတာတွေ့ရတယ်ဘူးပေါ်နှစ်ချိန်ကြာထားတာတွေ့ရတယ်ပေါ့နော်ဘိုးချောင်းကြီးမှဆိုရင်ဘိုးချောင်းကတော့နောက်ဆုံးဆော့ထားတဲ့ကားဖောင်၅ပွဲ၅ပွဲနိုင်တဝက်တည်း၅ပွဲရှုံထားတယ်ပေါ့နော်ဂိုးအောက်၃ညင်ဂိုးပေါ်နှစ်ချိန်ကြာထားတယ်ဂိုးတွေလည်းတွင်းထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်နောက်ဆုံးရှုံးခဲ့တာတော့ဖရန့်ဖို့ကိုရှုံးခဲ့တာပေါ့နော်3-1နဲ့ရှုံးခဲ့တယ် ဆိုတော့လီဗာကူဆင်အတင်းကတော့ဒါစတုဂတ်ကိုအဝေးကွင်းရနဲ့4 3ဆိုရရလာနေနိုင်ထားတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ရနိုင်ဂျီယာနုံးမှာတော့လီဗာကူဆင်က80ပေါ့နော်လီဗာကူဆင်အပြတ်တနိုင်မယ်ဆိုတော့သူတို့ကတော့ပြထားတာတွေ့ရတယ် head to head အနေထားကိုကြည့်ရမှာဆိုလို့ရှိရင်တော့ဒီဘက်နောက်ပိုင်းနဲ့ဒီမှာဆိုရင်ကျွန်တော်လီဗာကူဆင်အတင်းက၃ဂျိန်နိုင်ထားတယ်ဒီဂျင်ကပုံချွန်နိုင်ထားတယ်ပေါ့နော်ဒီဂျင်ကသေချာထားတာတွေ့ရတယ်အာဂိုးပေါ်၃ဂျိန်ဂိုးအောင်၄ဂျိန်ကြာထားတယ်နောက်ဆုံးပြေးခဲ့တဲ့၅ဂျိန်မှာပေါ့နော် စ်ပက်ကြီးကတော့ Botin News Score Yes ကို1900ပေးထားတယ် No ကိုကျတော့100ပေးထားတယ်ပေါ့နော်မင်းက90အတော်အတွင်းမှာအနည်းဆုံး3လုံးနဲ့4လုံးလေးဖြစ်မှာဆိုတော့ဂျီကိုဖွင့်ထားပါတယ်ပြီးမင်းက90အတော်အတွင်းမှာကျွန်တော်တို့ Liverpool ရဲ့အသင်းအနည်းဆုံး2လုံးနဲ့3လုံးထိထည့်မှာဆိုတော့ဂျီဖွင့်ထားတယ်ပြီးတော့မင်းက90အတော်အတွင်းမှာကျွန်တော်ဘူချွန်အသင်းအဂိုးတကူရဖို့တောင်ရုံးခံရမှာဆိုတော့ဂျီဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဆိုကျွန်တော်ကတော့ဒီလိုပေါ့နော်ကျွန်တော်စဉ်းစားထားတာကျွန်တော်ကတော့ ဒီပွဲစဉ်မှာလီဗာပူးဆင်နိုင်သွားမယ်ဒါပေမဲ့ဒီ international ပွဲတွေရှိတော့ကျွန်တော်တို့အခုကစားသမားတွေလည်းတအားပင်မနိုင်လည်းပေါ့နော်လီဗာပူးဆင်ကစားသမားတွေဆိုတော့တကယ် main player တွေပဲကတော့ကဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာအောက်အတင်ဖြစ်တဲ့ဘိုချွန်းဘော်ဒီကြိုက်တယ်ဗျာဘိုချွန်းဘော်ဒီကြိုက်တယ်ပြင်ဂူမောင်းအဖော်ကြိုက်တယ်ဗျာဝိုင်းစပယ်ရိုက်မယ်ဒီကိုရေဘိုတင်းတူစကောရက်ဆိုတာရိုက်ချေဘိုချွန်းကိုတော့တွင်းနိုင်မလို့ထင်တယ်ဘိုင်ယန်ဝန်တွင်းနိုင်ဗျာဒေါ်မွန်လည်းတွင်းနိုင်လိုက်စ်ကိုလည်းတွင်းနိုင်ကြည့်ကြည့်လိုက်ပေါ့နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ အင်္ဂလန်ချန်ပီယံရှစ်က Sheffield United နဲ့ Covin Tree ရိုးပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ Sheffield က1190ရှုံးဘူးပေါ့နှလုံး၈၀ရှုံးထမဖွင့်ထားတာရတယ်ပေါ့နော်ဇယားအနေထားကိုကြည့်မယ်ဆိုရင် Sheffield အဆင့်နဲ့80မှ Covin Tree က59အဆင့်9မှရှိရပေါ့နော်ဆိုတော့ခု Covin Tree လက်ရှိခြေစွမ်းအကောင်တိတဲ့အတိုင်းပဲ Covin Tree ဘလောက်ထိလောက်ပြထားတယ်ပေါ့နော်လမ်းဖက်ကဘလောက်ထိလောက်ပြထားတယ်ဆိုတော့ ပထမအကြောတော့ကဒီနဲ့တင်တူတူဆိုရရလနဲ့ပြီးထားရပေါ့နော်လက်ရှိကျွန်တော်တို့ Sheffield United ရဲ့ကာရာခေါ၅ဘွဲကိုကြည့်မှဆိုရင်၃ဘွဲနိုင်တစ်ဘွဲသေးတစ်ဘွဲရှုံးထားတယ်ပေါ့နော်ပြီးကူးလေးတွေတော့ပြီးထားတာတွေ့ရတယ်ကျွန်တော်တို့ဒီ၅ဘွဲမှာဆိုရင်ဂိုးအောက်၃ချိန်ဂိုးပေါ်၂ချိန်ကျထားတယ်ပေါ့နော် Leeds United ကို3ဘွဲနဲ့ရှုံးတယ် QPR ကို2ဘွဲနဲ့နိုင်ထားတယ်ပေါ့နော် Coventry ကိုကြည့်မှဆိုလို့ရှိရင် Coventry ရဲ့လက်ရှိကာရာခေါ၅ဘွဲကိုကြည့်မှဆိုရင်၄ဘွဲနိုင် တပတ်ရှုံးမနော်ဒါဒါဗီယိုတူးစီးနေမှာထင်မှတ်ပဲရှုံးလာတော့ကွာဒါမှကိုဗင်ထရီမှာအားနေတာနောက်တန်းဟုတ်တယ်ဗျနောက်တန်းကတော့ဂူးတွေအသေးပေးတာဂူးလည်းရတယ်ဂူးလည်းပေးတယ်ပေါ့နော်အဲ့လိုအသေးမျိုးဖြစ်တာပြရတယ် head to head အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးတွေ့ခဲ့တဲ့ထိတ်တိုက်၅ချိန်ပေါ့နော်၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုဗင်ထရီအသင်းကနှစ်ချိန်နိုင်ထားတာတွေ့ရတယ်ရှက်ခရီးကတစ်ချိန်နိုင်ထားတာပေါ့နော်နှစ်ချိန်ကတော့တည်ကြားထားတယ်ပေါ့ဗျာ ဆိုရင်ကျွန်တော်9ဘော3ချိန်9အောင်1ချိန်ဖြစ်ထားတယ်ဒီ9 9ချိန်မှာပေါ့နော်ဆိုတော့ကျွန်တော် wise bet ကြီးကိုကြည့်မယ်ဆိုရင် voting to score yes ဆိုရင်ကျွန်တော်1800မြန်မယ် no ဆိုရင်900မြန်မယ်ဒီပွဲမှာကျွန်တော် voting to score yes ထိုးဖို့အကြံပေးခြင်းပါမင်းက90အတွက်တော့အနည်းဆုံး3လောက်တော့ရောက်သွားမှဆိုတော့ကြီးဖွင့်ထားတယ်မင်းက90အတွက်တော့ရှဖီယူနိုက်တက်ကအနည်းဆုံး3လောက်ပဲရမှဆိုတော့ကြီးတော့ဖွင့်ထားတယ်ပေါ့နော် ပြီးတော့ကျွန်တော် Covin 3အသင်းကလည်းအနည်းဆုံးတစ်လုံးလောက်ပဲပေါ့ဗျာတစ်လုံးတည်းမပိုဘူးဆိုတော့ချစ်ခွန်းတယ်ဒါပေမဲ့ကျွန်တော်ထင်တယ် Covin 3ရဲ့နောက်တန်းကြောင့်ကျွန်တော်ဒီပွဲဆက်မှာပေါ့နော်ဂူပေါင်းအပေါ်ထိုးဖို့အကြံပေးခြင်းနဲ့အနည်းဆုံး3လုံးထိတော့ရောက်သွားမှာလို့ထင်တယ်ပေါ့နော် body မှာတော့ကျွန်တော် Covin 3ပဲကြိုက်တယ်ဗျာလက်ရှိခြေကောင်းတို့ရဲ့ဒီကမ်းက mentality ပေါ့ဗျာတို့ရဲ့ဒီစိတ်ဆန္ဒပေါ့နော်တို့တို့ဒီတို့ဘာမှမဆိုဖြစ်နိုင်တယ်ဗျာတို့အဆင့်9000ရောက်နေပြီဗျာတော်တော်လေးလုံးပြနေတယ်ဆိုတော့ ပရီးမီယာလေးတို့မှာအခွင့်အရေးရှိတဲ့တက်ပေါ့ဗောနော်အဲ့ဒါကျွန်တော် Covid Free Body ကြိုက်တယ်ဗျာ block နဲ့ line တို့ပွဲစဉ်ပေါ့ဗျာဒါကတော့ပြင်သစ်လီဂူပေါ့နော်ပြင်သစ်လီဂူပွဲစဉ်ပေါ့နော်ဒီပွဲစဉ်တစ်ပွဲကိုကျွန်တော်တောင်းတခံမှန်ပေးမှာပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော် line အသင်းကဗျာ level 30ရှုံးတော့ပဲဖွင့်ထားတာတွေ့ရတယ်ဗျာဘူကောင်က330နိုင်ဆိုတော့ဖွင့်ထားတယ်ပေါ့နော်ဆိုတော့အဆင့်တန်းကိုကြည့်မှဆိုရင် level ပေါ့နော်ကျွန်တော်ဇာတ်ကြည့်မှဆိုရင် အင်ရှင်အသိဖြစ်တဲ့ stress ball ကအစင်းခုံမှာရှိတဲ့43မှာလန်ရောက်45မှာနှစ်သိန်းလောက်အတက်ကင်းတအားကောင်းနေဗျာဒါတော့လုံးဝအတက်ကင်းတော့တကယ်ကောင်းတယ်နှစ်သိန်းလောက်ဒီ stress ball အတင်လောက်ပြထားတာဆိုတော်တော်လေးအံ့ဩဖို့ကောင်းတယ်ဒီနည်းပြပေါ့နော်ဒါအင်္ဂလန်နည်းပြကျွန်တော်အင်ကွဲမှာဆိုရင်ကြီးလိုက်မှာဆိုလို့ရှိရင်သူတို့ရှုံးထားတာဆိုလို့ရှိရင်အင်ကွဲမှာတပွဲပဲရှိတယ်။ရ90အပေး90ဆက်တကူပဲရှိတယ်ဗျ။လန်ယုံရအဝေးကွင်းကိုကြီးလိုက် လိုင်ရောအဝေးကွင်းမှာဆိုရင်ရကု22ကုပြီးကု16ကုရှိရလေးပွဲရှောင်းထားတဲ့လိုင်ရောအဝေးကွင်းမှာပေါ့နော်လိုင်ရောညနေလို့ပြောနေတာမဟုတ်ဘူးပြီးတော့ကျွန်တော်ဒီမှာအခုလက်ရှိကာရာဖောင် ပေါ့နော်ကာရာဖောင်ဆက်စဘောရဲ့ကာရာဖောင်ကနောက်ဆုံး6ပွဲဆက်မရှုံးသေးဘူးပေါ့နော်အဲ6ပွဲမှာဆိုရင်ကျွန်တော်9ပွဲနိုင်တဲ့ပွဲစီပြန်ပြီးကုပေးကိုတကူပဲရှိတယ်ဗျာတကူအောင်ဘူးကောင်းတယ်နိုင်ထတာဗောနော်ကျွန်တော်မောင်းပယ်လီရို့လန်းစ်တို့ဘရက်စ်တို့အော်ရှဲတို့နန်တက်စ်တို့ဗောနော် ူးလော့လို့နိုင်ထားတဲ့အတင်းနေပါတော့ဒါမှဒီအတင်းကဂူအောက်ကိုကျွန်တော်၅ချိန်ဆော့ထားတဲ့ဂူပေါ်တစ်ချိန်ဆော့ထားတာကြည့်ရတယ်လိုင်းရောအတင်းရဲ့လက်ရှိကာရာဖောင်၅ဘွဲကိုကြည့်လိုက်ပြလိုင်းရောအတင်းကလည်းတော်တော်လေးကောင်းတယ်ဗျ၄ဘွဲနိုင်တစ်ဘွဲရှုံထားပါတယ်ဒါမှလိုင်းရောကအတက်ပြန်ဆော့တဲ့အတွက်ဂူတွေကတော့ခွင့်ပြုရတာတွေ့ရတာပေါ့နော်ဘရက်စကိုဂူခွင့်ပြရလီဟာဘာကိုဂူပေးတယ်မွန်ပယ်လီလို့အတင်းဂူပေးတယ် PSG ဂူပေးတယ်ဗောနသူတို့ကတော့တုံးကခွင့်မီဆွမ်းမယ်တိုက်ပြီးဆွမ်းမယ်ကိုသွင်းသူသွင်းပါဗျလန်ယွန်ကတော့ ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ဘူးပေါင်းအပေါ်လည်းဖြစ်သွားနိုင်တယ်ပဲပြောလို့မရဘူးဆိုတော့ကျွန်တော်ဒီ head to head အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် head to head မှာဆိုရင်နောက်ဆုံးဆော့ခဲ့တာ9ချိန်ပေါ့နော်9ချိန်ကိုကြည့်ရမယ်ဆိုရင် stress block ကနှစ်ချိန်နိုင်ထားတယ်3ချိန်ကလိုင်းနိုင်ထားတယ်ပေါ့နော်အဲ9ချိန်တော့မှ goal ကိုဖြစ်ထားတာတွေ့ရတယ်ဗျာ ိုင်းစပတ်ကြီးမှာဖွင့်ထားတာကတော့ကျွန်တော်ညီကိုတွေဘိုတင်းနုစကောယက်စရိုက်မယ်ဆိုရင်1500နိုးရိုက်မယ်ဆိုရင်ကျွန်တော်ကစားခွဲလောက်ပေးထားတယ်ဗျာကျွန်တော်ဒီပွဲစဉ်မှာဘိုတင်းနုစကောယက်စတဲ့ဆက်စဘောက်ရတိုက်စစ်ကတော်တော်ကောင်းတယ်ဗျာလိုင်းရင်တခြားဘောက်ဂူတွင်းခံရမှာလို့လိုင်းရင်လည်းအတက်ကန်ဆော့ဆိုတော့နောက်တန်းဟာမှာပဲဘယ်လိုမှဆော့ပြင်မင်းနဲ့60တော်တယ်မှာအနည်းဆုံး3လုံးတော့ဖြစ်မှာဆိုတဲ့ခြေဖွင့်ထားတယ်နဲ့တိမ်မောင်း3လုံးပေါ့နော်မင်း90အတော်တွင်မှာကျွန်တော် swash ဘောအတင်းအနည်းဆုံးတစ်လုံးကနေနှလုံးထိတွင်းမှာဆိုတဲ့ခြေဖွင့်ထားတယ် နိုင်ရင်အသင်းနဲ့အနည်းဆုံးနှလုံးတော့ရသွားနိုင်တယ်ဆိုတော့ခြေဖွင့်တာဘလိုပဲနေနေပါဒါကကျွန်တော် ancient အသင်းမဲ့ကြိုက်တယ်ဗျနိုင်ငံ့ရင်လည်းဟိုနိုင်နိုင်သွားရင်လည်းပါသွားရင်မရှိတော့ဘူးနော်ကျွန်တော်တော့ ancient အသင်းရဲ့လက်ရှိကာလဖြစ်တာသဘောကျတယ် ancient အသင်းကြိုက်တယ်ပြီးရင်ဘူမောင်းအပေါ်ကြိုက်တယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေအပေါင်းပြကြပါစေဘယ်ရွေးအကြိုက်ချင်းမတူဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့နားထောင်ပေးပါ like subscribe comment ပေးပါလို့ ညီကိုတို့ကိုပြောပြစေချင်ပါတယ်ဗောနော်ကျွန်တော်အားပေးတဲ့အတွက်အားလုံးကိုတူဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်